အခုနောက်ပိုင်းအမှုပညာအလုပ်တွေကိုစက်တိုက်လုပ်ကိုင်းလာခဲ့ပြီးအခုတကမှဆိုရင်လေ M drive ဖြင့် iPhone 17 series မိတ်ဆက်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တဲ့တရုတ်ဆောင်ပြည်တီဦးနဲ့အင်ရွာကျော်စင်တို့ဇနီးမောင်နှံမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပြည်တီဦးနဲ့အင်ရွာကျော်စင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့အနုပညာလောကကဒိတ်ဒိတ်ကျဲအနုပညာရှင်နှစ်ယောက်ပေါင်းဆက်ထားတဲ့မိသားစုဘဝလေးဖြစ်လို့အားလုံးရဲ့စိတ်ဝင်စားခြင်းကိုရခဲ့သူတွေဖြစ်ပါတယ် ဒါပေမဲ့နိုင်ငံရေးအပြောင်းလဲတွေကြားထဲမှာအနုပညာလောကနဲ့ခေတ္တခဏဝဲခွာခဲ့တယ်လို့ပြည်သက်တွေနဲ့လည်းအဆက်အသွယ်ပြတ်နေခဲ့တဲ့ပြည်တီဦးနဲ့အင်ွာကျော်စင်တို့ဇနီးမောင်နှံဟောင်းအခုနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုခက်ဆိတ်ဆိတ်ပြန်လည်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။အခုတခါမှာဆိုရင်လည်း M Drive ဖြင့် iPhone 17 series မိတ်ဆက်ပွဲအခမ်းအနားကိုတခြားသောအနုပညာရှင်တွေနဲ့အတူတူတက်ရောက်ခဲ့ပြီး iPhone ရဲ့နောက်ဆုံးပေါ် series ဖြစ်တဲ့ iPhone 17ကိုမိတ်ဆက်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ ီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းရွှေချမ်းစိတ်ရှင်ယရနာဆိုင်အတွက်တရုတ်ဆောင်အင်နွာကျော်စင်ကတခြားသောနာမည်ကြီးတရုတ်ဆောင်တွေဖြစ်ကြတဲ့တရုတ်ဆောင်ယုံဒီလွင်မိုးနဲ့တရုတ်ဆောင်မိုဟီကိုရိုနဲ့အတူတူအမိုက်စားကြော်ညာရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ကလေးနှစ်ယောက်မွေးထားပြီးတော့အရွယ်တစ်ခုကိုရောက်ရှိလာပြီးဖြစ်ပေမဲ့လည်းပြမျိုးမဲမထင်လာပါပြီးတော့အမှုပညာအရေးအသွေးလဲအပြည့်ရှိတဲ့တရုတ်ဆောင်အင်နွာကျော်စင်ကတော့ငယ်ရွယ်အမှုပြတဲ့အမျိုးသမီးအမှုပညာရှင်တွေကိုဒီနေ့ဒီချိန်အထိရင်မောင်းတန်းနိုင်စေပဲဖြစ်ပါတယ် တရားဆောင်ပြည်တည်ဦးနဲ့အင်ရာကျော်စင်တို့ရဲ့အမှုပညာလှူရှားမှုတွေကိုအမြဲတမ်းမျှော်လင့်နေကြတဲ့ပရိသတ်တွေအတွက်အခုလိုပဲဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်။